တနင်္လာသားသမီးတွေအတွက်2025ခုနှစ်ဒီဇင်ဘာလ1ရက်နေ့ကနေ31ရက်နေ့ထိကကြမာအခြေအနေလေးစစ်ပေးမယ်နော်။အဲကျွန်တော် target ကလေးဆွမယ်။ကွာဒီလာမဲ့2025ခုနှစ်12လပိုင်းအတွင်းမှာဘာတွေကြုံရမလဲ၊ငွေကြေးဘာတွေရှိမလဲ၊အခြေအနေတွေဘယ်လိုရှိမလဲစသဖြင့်ပေါ့နော်။အဲကြည့်ကြည့်အောင်โอเคကျွန်တော်ကလေးတွေဆွဲလိုက်ပြီဟောမယ်เนาะအဲ့တော့တနင်္လာသားသမီးတွေဒီလာမဲ့2025ခုနှစ်12လပိုင်း ထဲမှာဒါလုပ်ငန်းကနေအလုပ်တွေဘာတွေထွက်ကာမျိုးအလုပ်ပြုတ်တာမျိုးလေးတွေဖြစ်တတ်တယ်နောက်ပြီးတော့ဒီအလုပ်ကနေနားရတာမျိုးလေးတွေဖြစ်တတ်တယ်เนาะအထူးသဖြင့်ကိုကဒီအလုပ်မှာအဆင်မပြေဘူးဆိုတော့လူတွေအတွက် တို့မဟုတ်ဒီအလုပ်တစ်ခုမှာကိုလုံးနေတဲ့အလုပ်လုပ်ငန်းတစ်ခုမှာအဆင်မပြေဘူးဆိုတဲ့လူတွေအတွက်ဘလောက်ပဲဒီလုပ်ငန်းမှာကြာကြာဘလောက်ပဲဒီလုပ်ငန်းအတွင်းမှာပေါ့နော်ဥမာဒီ၄-၅မဟုတ်၁လ၂လလောက်ပဲလှုပ်လှုပ်ဘလို့ပဲလှုပ်လှုပ်ဒါအလုပ်ထွက်ရတာမျိုးလေးအဆင်မပြေအဲ့ဒါလေးတွေ့တယ်တဲ့နောက်ပြီးလုပ်ငန်းကနားရတာမျိုးလေးတွေ့ရတယ်နောက်တစ်ခုပြောမယ်ဒါငွေကြေးပေါ့နော်ငွေကြေးကိစ္စပြောမယ်ငွေကြေးမှာတနင်္လာသားသမီးတွေအထူးသဖြင့်တနင်္လာသမီးတွေပေါ့နော်အမျိုးသမီးတွေ ငွေကျက်တက်တယ်ငွေကျက်တယ်ဆိုတာအရင်ကျက်ကျက်တက်တက်မဟုတ်ဘဲနဲ့ကိုလိုချင်တဲ့ငွေကိုတစ်လုံးနဲ့တစ်ခဲနဲ့မရဘဲနဲ့တွန်းဆုံတွန်းဆုံနဲ့ရနေတာမျိုးလေးတွေတွေ့ရတယ်။တင်းနေတဲ့သားသမီးတွေအမျိုးသားတွေလည်းဖြစ်တယ်ဒါပေမဲ့အမျိုးသမီးတွေပို့ပြီးတော့ဒီတင်းလှသားသမီးတွေစနလာပိုင်းတွေမှာငွေပို့ချက်မယ်နော်ဒါကိုပြောတာအဲမရတာတော့မဟုတ်ရတယ်ဒါပေမဲ့တစ်လုံးနဲ့တစ်ခဲနဲ့မရဘဲနဲ့အဲ့လိုမျိုးပေါ့နော်တွန်းဆုံတွန်းဆုံနဲ့ရတာမျိုးလေးတွေကျွန်တော်တွေ့ရတယ်။ နောက်တစ်ခုအမျိုးသမီးတွေဒီအမျိုးသမီးတအိမ်နဲ့ပတ်သက်တဲ့ယောဂရဲ့ချက်သတိထားပါဒါခွဲရဆက်ရတာမျိုးလေးတွေတွေ့တတ်တယ်ပေါ့နော်တကယ်လို့ရေတရားတွေဘာတွေခြေခြင်းနဲ့ဆိုရင်ဒါဒီကျမ်းမာရေးအတွက်ဆိုရင်ကျွန်တော်တို့ဒီဖုံးချောင်းတွေဘာတွေမှာတိမ်တွေဘာတွေစောက်တဲ့အခါတို့မဟုတ်ပနက်ချတဲ့နေရာတွေဘာတွေမှာမြန်မာငွေပေါ့နော်ဒီပတ်ဆက်2000ကျပ်လောက်လှူပေးပေါ့နော်ဒါဆိုရင်တော့ဒါအဆင်ပြေနိုင်တယ်ဒါပုံမှန်ရေတရားလေးပြောတာနော်အမကန်ချက်တော့မရှိဘူးကျွန်တော်ဆက်ကြည့်ပေးမယ်အဲ့တော့တင်းနလာသားသမီးတွေနဲ့နောက်တစ်ခုကဘာကြည့်ကမလဲဆိုတော့ဒီစကားပြောဆိုကိစ္စတွေ စကားပြောဆိုကိစ္စတွေဒါတငယ်ချင်းအဲရင်းနှီးတဲ့တငယ်ချင်းတွေမဟုတ်ဘဲနဲ့ပေါ့နော်ဒါတိတ်မခင်မင်းတိတ်မရင်းနှီးဘူးဒါပေမဲ့ဒါကိုအပေါင်းတင်စင်းနဲ့မှာတော့ရှိတယ်ဒီလိုလူမျိုးอ่ะဒါမှမဟုတ်လဲဒါလုပ်ငန်းကိုင်ငန်းအရာလည်းဖြစ်နိုင်တယ်ဒါအပေါင်းတင်မိတ်ဆွေအရာလည်းဖြစ်နိုင်လူပေါင်းလူမျိုးစုံဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုတိတ်ပြီးတော့အကျွမ်းတဝင်မရှိတဲ့လူတွေနဲ့ကျွန်တော်တွေ့ရတဲ့တော့ကစကား ပြောတဲ့အခါမှာလေစိတ်ခုတာမျိုးဒွိဟဖြစ်တာမျိုးလေးတွေ့ရတဲ့ကိုယ့်ဘက်ကစင်ချင်းကိုပြောလိုက်တဲ့စကားကြောင့်ဒါသူတို့စိတ်ထဲမှာစိတ်ခုပါတာမျိုးဒွိဟဖြစ်တာမျိုးလေးတွေပေါ့နော်ကျွန်တော်အဲ့ဒါလေးတွေ့တယ်တနေ့နာသာသမီးတွေအတွက်โอเคအဲ့တော့ကျွန်တော်ဒီမှာအလုတ်ကင်ဟောလိုက်တယ်ငွေကြေးဟောလိုက်တယ်ကျမ်းမာရေးဟောလိုက်တယ်နောက်လူမှုရေးကိစ္စလေးတွေဟောလိုက်တယ်နော်ဒါတနေ့နာသာသမီးတွေတည်ရမယ်ဟာโอเคအဲ့တော့ကျေးဇူးတက်တာ